ဲ့ရှင်ဒီစာအုပ်လေးဖန်တီးပြတာကြတော့ဟိုပါဗောနော်ဟိုးငငယ်ကလေးကဆီယမမမိုးအင်းရစာအုပ်လေးဖတ်ပြီးတော့ဗောနော်အဲတစ်ချိန်ချိန်ကြရင်ဒီလိုအိမ်တော်ရေးဇလန်းလေးရေးကျင်နေဆိုတော့စိတ်ကူးလေးလည်းရှိရလဲပါပါတယ်ဟုတ်နောက်အခုကြတော့ဗောနော်ဟိုဘိန်းကလေးတွေရဲ့အိမ်တော်ရေးအစင်မပြေဘူးတွေတော်တော်များများကိုကြားနေရတဲ့အခါမှာဒီမိန်းကလေးတွေဖြတ်တန်းရတဲ့အခက်အခဲလေးတွေပေါ့နော်အဲ့ဒါလေးတွေရေးကျင်တာပဲရေးကျင်လို့ရေးဖွဲ့ဖြစ်တာပါဟုတ် ငွေငွေတော့တော့ဟိုစာရည်ရေးတဲ့လူတော်တော်များများကိုသဘောကျပါတယ်ဟုတ်အထူးသဖြင့်တော့ဆီယမမူမူအင်းရတို့ဆီယမနူနူအီအင်ဝါတို့ပေါ့နော်ကြိုက်တော့အဲ့လိုမျိုးလေးတွေတော့ပို့ပြီးဖန်တီးဖြစ်ကျင်ပါတယ်ပို့ပြီးတော့လည်းအဲ့လိုရတဟိုရတဝတ္ထုလေးတွေရေးရတာပို့ပြီးတော့အာတန်ပါတယ်ဟုတ် စာအုပ်နာမည်လေးတွေကိုတော့အဲ့လိုပေါ့နော်ဟိုရှင်းရှင်းလင်းလင်းလေးနဲ့ဟိုမတူညီတဲ့ပုံစံမျိုးလေးတွေပေးရတာကိုလည်းသဘောကျပါတယ်ပြီးတော့ဟိုအများရဲ့ပေါ့နော်စိတ်ထဲနားထဲမှာစွဲလန်းပြီးကြံခဲ့မဲ့နာမည်လေးတွေပေါ့နော်ပြီးတော့ရိုးရှင်းတာလေးတွေကိုလည်းသဘောကျပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟိုပေါ့နော်အเจ้าညာကြတော့လေကျမကအလောက်ကလည်းပေါ့နော်လူတွေနဲ့ထိတွေ့ဆက်ဆံရတာများတာပေါ့နော်ဟို အလပြင်ဆိုင်အလုပ်ဆိုတော့အဲ့တော့ဒီအကြောင်းစာတွေကကြတော့အများကြီးတော့ရှာစရာမလိုပါဘူးဟုတ်လူတွေနဲ့စကားပြောတာများပြီသူတို့ရဲ့ဘဝဖြစ်စဉ်လေးတွေစိတ်ခံစားချက်လေးတွေဟိုပေါ့နော်တခြားလေးနားထောင်ပြီးရတယ်ကျွန်မတို့ကဒီအကြောင်းအရာလေးတွေကဖြစ်လာတာပါဟုတ်အမ်ဒီကျွန်မစာအုပ်လေးတွေပေါ့နော်အခုလိုစာအုပ်သေးတွေလည်းတက်နေတဲ့အချိန်မျိုးလေးမှာဒီလိုတကုတ်တကူးတကလေးသင်စာဖတ်ရှုပေးရအတွက်အများကြီးကျေးဇူးတင်ပါတယ်အခုခေတ်ကာလကြီးမှာဒီစာဖတ်ဖို့အချိန်ပေးရတာလည်းမလွယ်ကူဘူးလို့ငွေကြေးချက်တဲနေတဲ့ကြားတွေက ဒီလိုမျိုးကျွန်မအချိန်ပေးပြီးဖတ်ရှုပေးတာတွေဝယ်ယူဖတ်ရှုပေးတာအကုန်လုံးအားလုံးကျေးဇူးတင်ပါတယ်ဆောင်ဖက်ပြိပတ်ကြီး